မြန်မာຫນွေဥတော်လန်ရေးတဲ့ရှမ်းမြောက်မှာရှိတဲ့အဓိကအင်အားစုတွေဖြစ်တယ်။ MNDAA နဲ့ TNL နှစ်ဖွဲ့တည်းကကိုကန့်တက် MNDAA ကတော့စစ်ကောင်စီနဲ့အပြည့်ရထားသလိုတိမ့်ပိုက်ထားတဲ့မျိုးတစ်မျိုးဖြစ်တယ်။တိုင်းစစ်ဌာနချုပ်ရုံးဆိုင်ရာလာရှုကိုစစ်ကောင်စီတန်းပြန်ပြီးလွှဲပေးလိုက်ပါပြီ။စစ်ကောင်စီရဲ့လေကြောင်းချင်းချောင်းမှုတရုတ်ရဲ့ဖိအားပါဝင်ဖိအားမျိုးစုံကြောင့်အခုလိုမျိုးလိုက်လျောခဲ့တာလို့ MNDAA သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။တစ်ဖက်မှာတော့ဒီအခြေအနေက TNL အတွက်စီရီရောနိုင်ငံရေးရပါဝင်တော့ဝင်ဖို့ဖြစ်လာစေတာပါလက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာလာရှိုးမြို့တွေကိုအလုံးရင်းနဲ့ဝင်ရောက်နေပြီဖြစ်ပြီးအင်အားထောင်ချီရှိနိုင်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ဒါကြောင့်လာရှိုးနဲ့တဆက်တည်းရှိနေတဲ့ MNDA ထိန်းချုပ်ရာနမ်တူအတွက်နောက်ကျောမလုံတဲ့အခြေအနေကိုရောက်နေပါပြီဒါပြင်တခြားစစ်မြေနာတစ်ဖက်ဖြစ်သလို TNL ဒိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုလည်းစစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ် ရေပြင်သတင်းတွေအရစစ်ကောင်စီဘက်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးဖို့ပြင်ဆင်ထားတယ်လို့တောင်ခမ်းဘက်ကလည်းစစ်ကူတွေထပ်ပြီးဖြစ်တင်းထားတယ်လို့ဆိုပါရယ် MNDA ဘက်ကလာရှုပ်ပြန်ပေးလိုက်ရတာက ပြဿနာမဟုတ်ပေမဲ့အပြစ်ရလိုက်တာကြောင့် ရှမ်းမြောင်မှာစစ်ကောင်စီဘက်က TNL တပ်ဖွဲ့တွေကိုဥတီပြစ်မှတ်ထားဖို့ကြံတော့တဲ့အခြေအနေကတော့စိုးရိမ်စရာဖြစ်လာတယ်လို့စီရန်ဘူကြီးစင်ရောကပြောပါတယ်။နောင်ချိုကဟုတ်တယ်ဗျ။နောင်ချိုကသူတို့စစ်ကောင်စီစစ်ကြောင်းထုတ်ဖို့ပြင်နေတယ်။ကျွန်တော်တို့ဒီတောင်းခမ်းမှာလည်းအင်အားတွေထပ်ပြီးပုံလာတယ်လို့ပေါ့နော်။ပြီးရင်ကျွန်တော်ဒီလိုထင်တယ်။အုံမတီအုံမတီဘက်ပေါ့နော်။အုံမတီတဲခေါ်ဘက်ကနေတကြောင်။ပြီးရင်ကျွန်တော်တို့ဒီနောင်ချိုလေးနောင်ချိုကြီးကနေတဆင့်ဂုံးထိပ်ဘက်ကနေတကြောင်။ ပြီးရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော်ကံကြီးပေါ့ဒီရွှေမုတ်တော်ရွှေမုတ်တော်ဖျားရှိတဲ့အဲကံကြီးဘက်ကနေတကြောင်၃ယောက်ခွဲပြီးတော့တို့ဝင်မဲ့အနေထားမျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့အခုလောလောဆယ် MND ကိုကျွန်တော်တို့ MNDA ကအပြစ်ဆိုင်ထားတော့ဗောနော်အပြစ်ဆိုင်အပြစ်ဆိုင်ထားတော့ရှမ်းမြောက်မှာတို့တွေဥတီရန်သူကအဲ့တဖွဲ့ပဲရှိတော့တယ်ဗောနော်ပြီးရင်ကျွန်တော်တို့ကြောက်ကူအင်တော့ကြောက်ကူလမ်းဗောနော်အင်တော့ကြောက်ကူနဲ့တောင်ခမ်းလမ်းကလည်းတို့ကယာနှုံးပြေထိမ့်ချုပ်ထားနိုင်တဲ့သဘောဆိုတော့စစ်အင်အားကိုတို့စိတ်ကြိုက်ဖြည့်လို့ရဗ လက်ရှိနောင်ချိုမြို့နယ်အတွင်းစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေသလိုထိတွေ့တိုက်ပွဲတွေလည်းရှိနေတယ်လို့ TNL စီးရဲသတင်းရင်းမြစ်ကပြောပါတယ်။ဒီအပိုင်းအတွင်းမှာစစ်ကောင်စီဘက်ကထိုးစစ်တွေပိုလုလာသလိုတိုက်ပွဲတွေကလည်းပိုပြီးပြင်းထန်လာနေတယ်လို့ဆိုပါတယ်။ TNL စီးရဲသတင်းရင်းမြစ်ပြောပြထားတာကို DB ကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။တိုက်ပွဲကတော့နေတိုင်းဖြစ်နေတာပဲ။ဒါပေမဲ့ဒီကနေ့ကတော့တိတိတသားလေးတိုးလာတဲ့အပိုင်းတော့ရှိတယ်။ကျွန်တော်တို့တက်ဆွဲထားတဲ့နောင်လေးရွာဘက်ကလည်း လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတာ9နာရီကနေ17ခွဲအထိ9နာရီခွဲအတွင်းမှာလက်နက်ကြီး87မီလီမီတာမော်တာယာဉ်နဲ့ပစ်တာ45လုံးလောက်ရှိတယ်လက်ရှိမှာတော့ရှမ်းမြောက်စစ်မြေနာစာမှာ TNL ဖွဲ့ရဲပဲရှိတော့တာကြောင့်နောက်ချိုကိုဆက်ပြီးထိန်းချုပ်ထားနိုင်ဖို့စိန်ခေါ်မှုရှိနေတယ်လို့လည်း CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်နောက်ချိုမြို့ကို2029ခုစစ်စင်ရေးကာလ2024ခုနှစ်ဇွန်လထဲမှာ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါနောက်ချိုစစ်စင်ရေးမှာဗိုလ်မှူးကြီးကနေ ဘုံမှုချုပ်ယာရုတိုးထားတယ်။ဘုံမှုချုပ်နိုင်ဝင်းကိုခေါင်းဆောင်နေရထားကတမတတေရမခတရင်တွေနဲ့ဒရုန်းတပ်အမြောင်နဲ့တန်းချက်ကတရင်တွေအပြင်စနိုက်ပါတပ်ဖွဲ့ဝင်တွေထိအင်အားတိုးမြင့်ပြီးထိုးစစ်ဆဖို့ပြင်ဆင်နေတာလို့စီရီသတင်းရင်းမြစ်တို့က DB ကိုပြောဆိုထားပါတယ်။ကျွန်တော်ထားအောင်ပါ